စဉ်9ပါးဆိုတာဒီ9ပါးဟောခြင်းရဟောထားတာမဟုတ်ဘူးတကယ်လိုအပ်ချက်မြတ်စွာဘုရားတခင်ကိုရောမြတ်ဟောကြားထားတာဖြစ်တယ်အတိညာသိဖို့ရအတွက်ဒီ9ခုဟာအမြဲတမ်းအရေးပါတယ်တစ္ဆာ၄ပါးကိုသိဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့တဏှာဝကထွက်ဖို့ဆိုတာဒီ9ခုနဲ့အလုံးမလုံးဖဲနေမြည်သည့်ပုဂ္ဂိုလ်မှမထွက်နိုင်ဘူးမြည်သည့်ပုဂ္ဂိုလ်မှတစ္ဆာ၄ပါးကိုမသိနိုင်ဘူး ရည်သည့်ပုဂ္ဂိုလ်မှာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်မပြုတ်နိုင်ဘူးတဲ့ဒါကြောင့်မို့အင်မတန်မှရည်ကြီးတယ်လို့အဲ့တော့ဘုဇဉ်ခုနှစ်ပါးကိုအခုလိုမိမိတို့တဏ္ဍမှာဖြစ်အောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေမှာတုတ်တန်တစ်ခုမှာမြတ်စွာဘုရားကဟောတာအကျိုးခုနှစ်မျိုးမျှော်လင့်လို့ရတယ်တဲ့မျှော်လင့်နိုင်တယ် ဘုဇင်9ပါးကိုစနစ်တကျကိုယ်တန်တမ်းမှာဖြစ်အောင်လုပ်မယ်တိုးပွားလအောင်လုပ်မယ်ဆိုရင်အကျိုး9မျိုးရနိုင်တယ်မှန်ပါပါအဲ့ဒီအကျိုး9မျိုးကဘာတုံးဆိုလို့ရှိရင်ဒီဘဝမှာပဲရတ္တမဲဆိုတဲ့ယဟနာဖြစ်နိုင်တယ်ပေါ့လေလွယ်လွယ်ပြောရင်မှန်ပါပါဗျာဒီဘဝမှာပဲယဟနာဖြစ်နိုင်ပါတယ်တဲ့ကြိုးစားပါတဲ့အကယ်၍ဒီဘဝမှာမဖြစ်ဘူးဒီ ဒီဟာကျင့်လို့မဖြစ်ဘူးဆိုလို့ရှိရင် now chance တစ်ခုရှိသေးတယ်တဲ့ဒီဘဝမှာပဲ chance တစ်ခုဖြစ်နေဆိုလိုတာမဂ်ဂင်ရှိပါဒီဒီပုဇင်ခုနှစ်ပါးကိုကျင့်ရင်ရဟန္တာဖြစ်နိုင်တယ်အကယ်၍ချိုးစားရတဲ့အတန်းနဲ့မဖြစ်ဘူးဆိုရင်နောက်ဆုံးအချိန်ဆိုတော့တေဂန်ဒီအချိန်မှာလူတွေကကြောက်လန့်လာတတ်တယ်အဲ့ဒီအချိန်ကျတော့မှန်ပါပါခင်ဗျာအဲ့ဒီကျတော့ရွတ်ရွတ်ချင်ချင်မထူးတော့ဘူးဆိုပြီးလှုပ်လိရှိတယ်လေမှန်ပါပါခင်ဗျာနောက်ဆုံးအချိန်ဆိုတဲ့အချိန်မှာအလုံးကိုစွန့်လွတ်လိုက်တယ်သူက မဟုတ်လေသေတော့မှာမဟုတ်မှန်လားပါဗျမစွန့်လဲသေမှာပဲလေအော်ဒီချိန်ကျမှစွန့်စွန့်ဆာဆာလှုပ်လိုက်လို့သေကနေကြရင်လည်းပဲရဟန္တာဖြစ်သွားနိုင်ပါတယ်တဲ့မှန်လားပါဗျအဲ့ဒီသေကနေမှာရဟန္တာမဖြစ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲလို့ဆိုလို့ရှိရင်အနာဂံပုဂ္ဂိုလ်၅မျိုးရှိတယ်အဲ့ဒီ၅မျိုးတဲကဘယ်လိုအနာဂံပုဂ္ဂိုလ်မျိုးဖြစ်နိုင်တော့ဆိုလို့ရှိရင် အန္တရာပရိနိဗ္ဗာန်ကြီးလို့ခေါ်တယ်။မြမပြေကို ရောက်သွားပြီးတဲ့အခါမှာတတန်းတဝက်လောက်မှာကိလေသာကုန်သွားပြီးရဟန္တာဖြစ်သွားနိုင်ပါတယ်လို့ဆိုလို့တယ်။မှန်ပါပါဗျာ။အဲ့ဒါမှမဖြစ်ဘူးဆိုလို့ရှိရင်တတန်းတဝက် ကြော်ကာလေးမှာသွားပြီးတော့ဥပဟိစ္စပရိနိဗ္ဗာန်ကြီးဆိုပြီးတော့ဒီလိုရဟန္တာဖြစ်သွားနိုင်တယ်တဲ့။ အဲ့ဒီလိုမှမဖြစ်ဘူးဆိုလို့ရှင်အသင်္ခါရပြိနေပါ යි လုံလဝီရိယအမထုတ်ရပဲနဲ့ရတ္တမဲ့ရတ္တဖို့ဆိုတာရပြီးတော့ယဟနာဖြစ်သွားနိုင်တယ်တဲ့အဲ့ဒီလိုမှမရဘူးဆိုလို့ရှင်လည်းပဲသသင်္ခါရပြိနေပါ යි ကိုယ့်ရဲ့လုံလပယောဂနဲ့ပဲကိလေသာတွေကုန်တဲ့ယဟနာဖြစ်သွားနိုင်တယ်တဲ့အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှင်နောက်ဆုံးမှာ ဩဒံသောတာအကနိဋ္ဌာဂามိနောက်တပုံကူးပြီးတော့အကနိဋ္ဌာဘုံရောက်တဲ့အခါမှာယန္တာဖြစ်သွားနိုင်တယ်ဒီလိုဆိုလိုတာအဲ့တော့နောက်ဆုံးအဆင့်ယန္တာဖြစ်ဖို့တေးကိုတေးကြတယ်လို့ဆိုလိုတယ်เนาะဟုတ်ပါဗျာဘုံစင်စာအနေနဲ့ယန္တာဖြစ်သွားမယ်ဩဒံသောတာဆိုတာအထက်ကိုတက်သွားကိုဖြစ်တဲ့ဘုံကနေနောက်အထက်အထက်ဘုံတွေမှာဖြစ်ပြီးနောက်ဆုံးမှာအကနိဋ္ဌာဘုံဆိုတဲ့သောတာပတ္တငါးဘုံတွေကအမြင့်ဆုံးဘုံကိုရောက်ပြီးတဲ့အခါမှာ သူဟာယန္တာဖြစ်သွားမယ်လို့ဘုဇင်ခုနှစ်ပါးပွားများအထောက်ရခြင်းရဲ့အကျိုးကျေးဇူးကိုမြတ်စွာဘုရားအခုလိုခုနှစ်မျိုးဆိုပြီးတော့ထုတ်ပြခေါ်ထားတဲ့တုတ်တန်တစ်ခုရှိတယ်နော်မှန်လားပါဗျာအဲ့တော့ဘုဇင်ခုနှစ်ပါးပွားဖို့ရကုတ္တံအောင်မယ်ပွားဖို့ရကုတ္တံအောင်အခုပွားတဲ့ပွားနည်းတိုင်းစနစ်တကျပွားပြီဆိုရင်အဲ့ဒီအကျိုးခုနှစ်မျိုးဟာဒီဘဝမှာနေမယ်ကိစ္စပြီးသွားနိုင်တယ်မပြီးဘူးဆိုရင်လည်းပဲ နဘဝနဘဝနဘဝတွေမှာမြုပ်လင်းစရာတွေမလွဲချော်တော့ဘူးလို့ဒီလိုဆွလို့တာเนาะ